အားလုံးပဲမင်္ဂလာပါခင်ဗျာ Anime Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်တို့ဒီဖုန်းတွေပူတဲ့အခါမှာကျွန်တော်တို့ဘာကြောင့်ပူတာလဲပေါ့နော်အဲဒီဖုန်းပူတဲ့ပြဿနာလေးကိုဖြေရှင်းတဲ့နည်းလေးတွေပေါ့နော်အားလေးကိုလာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါကျွန်တော်စီစဉ်လင်းမတင်ဆက်ကလေးမှာကျွန်တော်ရဲ့ Channel လေးကို Subscribe နဲ့အသိ Subscribe လေးနဲ့ပြီးတော့ဗေးနာခေါင်းလေးပေါ့လိုက်ခေါင်းလေးပါတည်တာကြောင့်တောင်းဆိုခြင်းပါတယ်ဒါမှလည်းပဲအများသူကကျွန်တော်တင်တဲ့နည်းပညာလေးတွေကိုသိမှဖြစ်ပါတယ်နော် ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ကဖုံးပါလို့ပူရတယ်ပေါ့နော်ဖုံးပါလို့ပူလဲဆိုတော့နံပါတ်1တချို့လူတွေကြားလို့ရှိရင်ကျွန်တော်တို့ဂိမ်းဆော့လို့ပေါ့နော်ဂိမ်းညစ်တာဆော့တဲ့အခါမှာကျွန်တော်တို့ဖုံးတွေပူတယ်ပေါ့နော်ဘာဖြစ်လို့ဂိမ်းကပူလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ MBR များတဲ့ဂိမ်းတွေပေါ့နော် MBR တအားများတဲ့ဂိမ်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါဘက်ထရီယာတအားဆားတယ်ပေါ့နော်ဘက်ထရီတအားဆားတဲ့အတွက်ကိုကျွန်တော်တို့ဒါဖုံးကပူပါရနော်ဘက်ထရီတအားအလုံးလောက်ရတယ်ပေါ့နော် အမ်ဘီရများတဲ့ဂိမ်းတွေပေါ့နော်အဲတချို့ကျတော့လည်းပဲအာသွင်းထိုင်းနဲ့ပူတယ်ပေါ့နော်အဲအာသွင်းထိုင်းနဲ့ဘာဖြစ်လို့ပူတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတချို့ဒီလူများစုကကျွန်တော်ဒီဘက်ထီကိုပေါ့နော်တော်တော်လေးကျွန်တော်သုံးပြတယ်ပေါ့နော်ဘက်ထီကို6 9တခါလေကျရင်5တခါလေကျရင်2အဲ့လောက်ထိကိုသုံးပြတာပေါ့နော်သုံးပြီးမှကျွန်တော်တို့အားသွားသွင်းတဲ့အခါကျအားခံမရှိဘဲနဲ့ကျွန်တော်တို့ဘက်ထီကိုသွင်းလိုက်တဲ့အခါမှာကျွန်တော်ဒီ အခုလိုအဲ့လိုမျိုးပေါ့နော်အကျင်းပေါင်းအကျင်းပေါင်းများစွာလှုပ်လာမှဆိုလို့ရှိရင်ကျွန်တော်ဘက်ထရီယာကြာကြာမခံတော့ဘဲနဲ့ပူလာမယ်ဘက်ထရီတွေဖောင်းလာမယ်ပေါ့နော်တချို့ကျတော့လည်းပဲအာသွင်းနဲ့ဂိမ်းဆော့တာတို့အာသွင်းနဲ့ဗီဒီယိုကြည့်တာတို့အဲ့လိုမျိုးလေးကျွန်တော်မလုပ်စေချင်ပါဘူးနော်ဒါဆိုရင်ဘက်ထရီကိုအများကြီးထိခိုက်ပါတယ်ဖောင်းလည်းပဲပူတယ်ပေါ့နော် တချို့ကျရင်လည်းဘာမှမလုပ်ဘူးဒီတိုင်းချထားပြီးတော့အားလည်းမသွင်းဘူးနော်ဒီတိုင်းချထားတယ်ဒါမှလည်းဖုန်းကပူးနေတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းထဲမှာရှိနေတဲ့ software တွေကအများနဲ့ run နေတယ်ပေါ့နော်လှုပ်လှုပ်နေတယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့ကျွန်တော်တို့ကကိုမသုံးတော့တဲ့ software တွေ MBA များတဲ့ software ဒါမှမဟုတ်လည်းကိုမသုံးတဲ့ software တွေအများရှိတယ်အဲ့ထဲမှာမှကိုမသုံးတဲ့ software တွေရှိလို့ရှိရင် ဖြတ်ပြစ်ပေါ့နော်ဒီမြန်မာပြည်ကရင်လို့ပါတော့ကျွန်တော်တို့ရတဲ့ software တွေလည်းကျွန်တော်ဖြတ်ပြစ်ပါပြီနော် ဒါကြောင့်မလို့ဘာမှမလုပ်ဖမ်းနဲ့လဲပူပါတယ်ဒီအန်ထားထားရင်လည်းဘာဖြစ်လို့ဆိုတော့ခုနကကျွန်တော်ပြောတဲ့ software တွေပေါ့နော်ကိုမသုံးတဲ့ software တွေက run နေတယ်အများတန်းအလုံးလုံးနေအားကြောင့်မလို့ဒါဒီ SOC ရဲ့ battery ရဲ့အားတာတွေကိုထိခိုက်ပါရနော်ဒါကြောင့်မလို့ဖုန်းမှာအဓိကပူတာနှစ်ချက်ပေါ့နော် SOC နဲ့ battery ပေါ့နော်အဲ့နှစ်ချက်ကြောင့်အဲဒီဖုန်းတွေပူရတာဖြစ်ပါတယ်နော် ့ SOC ကဘာလို့ပူလဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောသလိုဒီ app တွေပေါ့နော် MB များတဲ့ app တွေအဲ့ဒါတို့ကျွန်တော်တို့ဒီ download ဆွဲထားလို့တချို့ကျတော့လည်း game တွေပေါ့နော် MB များတဲ့ကြီးတွေပေါ့နော် game ကြီးတွေကိုဆွဲပြီးဆော့လို့ပေါ့နော်အဲအကြောင်းပူတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ပြောတဲ့ခုနကလို့မသုံးတဲ့ software တွေဆိုရင်ရှင်းထုတ်ပြပါနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီပေါ်မှာဆွဲချလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ brutu တို့ နောက်ပြီးတော့ location တို့အဲ့ဒါတွေကကျွန်တော်တို့မတောင်းလို့ရှိရင်ပိတ်ထားပေးပါနော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတွေမပိတ်လို့ရှိရင်အဲ့ဒါတွေကအများထန်ဖုန်းဘက်တီကိုစားနေပါတယ်။ဖုန်းဘက်တီကိုအလုတ်လုံနေပါတယ်။အလုတ်ပေးနေပါနော်။အလုတ်ပေးနေတဲ့အခါဖုန်းဘက်တီကအများထန်ပူနေရပါနော်။အလုတ်လုံနေရတဲ့အတွက်ပူတယ်ပါနော်။အဲ့ဒါကြောင့်အဲ့ဒါတွေကိုလည်းပိတ်ထားပေးပါနော်။ နောက်တစ်ခုကျွန်တော်တို့ဒီဖုန်းတွေပါတယ်ပေါ့နော်စဝယ်လို့ရှိရင်ကျွန်တော်အသွင်ကျိုးတွေပါတယ်ပေါ့နော်အဲအသွင်ကျိုးတွေကအမြဲအဲဒီအကြောင်းလို့ဆိုအောင်ကြပါတော့ပျောက်သွားတာဖြစ်ဖြစ်ပြတ်သွားတာဖြစ်ဖြစ်ပြီးလို့ချင်းမိတ်ဆွေတို့အနေနဲ့အဲဈေးတော်တဲ့အသွင်ကျိုးတွေကောင်းတူလဲဆိုပြီးတော့ဝယ်ပြီးသွင်းတယ်ပေါ့နော်အဲ့လိုသွင်းတဲ့အခါမှာကိုယ့်ရဲ့ဖုန်းက original original ချာချင်ကျိုးမဟုတ်တဲ့အတွက်မလို့ဒါဖုန်းတွေကဘက်ထရီကိုထိတယ်အသွင်းတဲ့အခါမှာဖုန်းတွေပူတယ်ပေါ့နော် အဲ့ဒီအာသွင်ကျိုးကလည်းအဓိကကြပါတယ်နော်ဒါကြောင့်မိတ်ဆွေတို့အာသွင်တဲ့အခါမှာကျွန်တော်တို့ဒီအင်တာနက်ကိုပိတ်ထားပါအင်တာနက်ပိတ်ပြီးအာသွင်ပါနောက်တစ်ခုကျွန်တော်တို့ဒီဖုန်းကိုပေါ့နော်ပါဝါပိတ်ပြီးသွင်းတာပိုကောင်းတာပေါ့နော်မိတ်ဆွေတို့ညအဲ့တဲ့အခါမှာဖုန်းကိုပါဝါပိတ်ပြီးတော့အဲ့ပေါ့နော်အဲ့ဒါပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပါဝါပိတ်ပြီးတော့အာသွင်လည်းရတယ်ပေါ့နော်အဲ့ဒါတော့အကောင်းဆုံးပဲပေါ့နော်ဒါကျွန်တော်အကြံပြုတာပါနော်ဒါဖုန်းလေးပူတယ်ဆိုလို့ရှိရင်ခုလိုမျိုးလုပ်ပေးပါ ဒါဆိုမိတ်ဆွေတို့ကဖုန်းကတရားရခိုင်တော့ကျွန်တော်အမခံပါတယ်မပူတော့ဘူးဗောနော်နောက်တစ်ခုကျွန်တော်ခုနကကျွန်တော်ပြောလို့ဖုန်းလေးအားနည်းလိုက်ရင် မသုံးပါနဲ့တော့ဆက်ပြီးမသုံးပါနဲ့ကျွန်တော်အသွင်းပေးပါနော်ဥပမာအား60 50 80ဗောနော် အ ਨੇ ဆုံးဖုံးအားကျွန်တော်တို့60လောက်ဆိုလို့ရှိရင်ဥမာ90ပေါ့နော်50 50တဝက်ဝက်လိုက်ပေါ့နော်90လောက်မိတ်ဆွေတို့အနေနဲ့တုံးလာပြီဖုံးအား90လောက်ပဲကျန်တော့ဆိုဆက်မတုံးပါနဲ့တော့ဒါအသွင်းလိုက်တော့ပေါ့နော်တကယ်လို့ကိုကနေပြီးတော့ဒါဟိုအကြောင်းမျိုးကြောင့်မသွင်းရဘူးဆိုလို့ရှိရင်တော့မှဒါဖုံးမီကိုရှော့ပြီးတော့ဒါဆိုရှယ်မီဒီယာတွေတောင်းတဲ့အခါမှာရှော့တော့ပေါ့နော်ဒါဆိုရင် ဖုံးပူခြင်းကိုရှော့ချပေးမှာဖြစ်ပါရနော်အခုကျွန်တော် ဖုံးတားပူလာလို့ရှိရင်ပေါ့နော်ဖုံးတားပူလာလို့ရှိရင်ကျွန်တော်တို့ကဒီဖုံးရဲ့ကာဘာကိုချွတ်ထားပါနော်ဖုံးအပြင်မှာကျွန်တော်ကာဘာရှိတယ်ပေါ့နော်ဒီဖုံးအလုံးကြီးကိုကျွန်တော်တို့ဒါအပြင်းနေပြီးတော့ပေါ့နော်ကာဘာတက်ထားတာရှိတယ်အဲ့ကာဘာဖုံးပူလာလို့ရှိရင် ကျွန်တော်တို့ဒါအိုက်ကဘာလေးကိုလည်းတစ်ချက်ချွတ်ပေးထားပါเนาะဒါဆိုလို့ရှိရင်လည်းဖုံးပူတာကိုအဲဒါယောကြစေတယ်ဗောနော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီစတင်ထဲမှာပေါ့နော် စတင်ထဲမှာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘက်ထရီနဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပိတ်ပေးထားမှာဖြစ်ပါတယ်နော် ကျွန်တော်ဒီမှာ background လို့ရေးလိုက်ပါเนาะ background လို့ရေးလိုက်ပြီးလို့ရှိရင်ဒီမှာပေါ်လာပါလိမ့်မယ်အပေါ်ဆုံးမှာပါเนาะ display background sync ဆိုတော့ဒါကတော့အများအား run နေပါเนาะဒီအောက်ဆုံးဟာလေးပါเนาะအဲ့ဒါလေးကိုကျွန်တော်တို့ပိတ်ပေးထားပါဒါမှလည်းပဲမိတ်ဆွေတို့ရဲ့ဒီ background ပေါ့เนาะ background ဆိုတော့နောက်ခံအားပါเนาะကျွန်တော်ဒီမလိုအပ်တဲ့ software တွေအားနေပြီးတော့ကျွန်တော်တို့ဒါ battery ကို မဆောက်အောင်ပေါ့နော်ပိတ်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပိတ်ပြီးပိတ်ပေးထားလိုက်ပါဒါဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဘက်ထရီကကြာကြာအသုံးခံမှာလည်းဖြစ်တယ်ဘက်ထရီလည်းပူမှာမဟုတ်တော့ဘူးဘက်ထရီရဲ့ခုနကျွန်တော်ပြောတဲ့ SOC ရဲ့အဲ့နှစ်ခုပူတဲ့အတွက်ကြောင့်မလို့ဖုံးပူတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့လိုမဖြစ်အောင်လို့ဒါကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့အချက်တွေကိုမိတ်ဆွေတို့အနေနဲ့လိုက်နာပြီးတော့ဒါထုတ်ပေးပါနော်ဗီဒီယိုလေးကတော့နည်းနည်းရှိတယ်ပေါ့နော် အဖုံးပူလာလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့အဟာလေးတွေကိုမှတ်ပြီးတော့ live လုပ်ပါနံပါတ်1ကျွန်တော်တို့ဂိမ်းတွေကိုအမ်ဘီယာတအားကြီးတာကြီးတွေမဆော့ပါနဲ့ဆော့မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အား90လောက်ဆိုလို့ရှိရင်ကျွန်တော်ရက်ပြီးတော့အသွင်းရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဒီ social media တွေပေါ့เนาะ Facebook တို့နောက်ပြီး Twitter တို့နောက်ပြီးတော့ဒီ Telegram တို့ TikTok တို့ပေါ့เนาะ နောက် Instagram တို့အဲ့လိုမျိုး social media MBA များတဲ့ဟာတွေကိုတောင်းပြီးလို့ရှိရင်လည်းပဲဒါ90လောက်ရောက်ရင်မိတ်ဆွေတို့နဲ့ရက်ပါပြီးလို့ရှိရင်ဖုန်းကိုဘာလို့ပေးရမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ setting ထဲမှာပေါ့နော် setting ထဲမှာပဲရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီနေမှာပေါ့နော် ABB money map ပေါ့နော်အဲ့ဒါမှာပြီးရင် ABB lit ပေါ့နော်အဲ့ထဲမှာမှာခုနကကျွန်တော်ပြောတဲ့ဒီ Instagram Telegram เนาะနောက်ပြီးလို့ရှိရင် Twitter Facebook နောက်ပြီးလို့ရှိရင် ကျွန်တော်ဒီ YouTube လည်းပါတာဗောနော YouTube ပြီးလို့ရှိရင်ကျွန်တော် TikTok ဗောနော Instagram တော့အဲ့ဒါတွေကိုကျွန်တော်ဒီထဲမှာ share ပြီးတော့ကျွန်တော်တို့ကဘာလုပ်ပြရမှာဆိုလို့ရှိရင်အမိုက်တွေရှင်းပြရမှာဖြစ်ပါတော့ဖေဖို့မက်ဆင်ဂျာဗောနော်ဖေဖို့နဲ့မက်ဆင်ဂျာတွဲရဗောနော်အဲ့ဒါလည်းပါတယ်ဒီမှာ Telegram နှိပ်ပြီးတော့ကျွန်တော်ဒီမှာဒီထဲမှာကျွန်တော်ဒါ ီအောက်ဆုံးဟာကိုနှိပ်ပေးရမှာဖြစ်ပါတယ် clean ပေါ့နော်အမိုက်တွေပေါ့နော်အဲအမိုက်တွေအားလည်းပဲကျွန်တော်ဖုန်းကိုပူစီတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းရှင်းပေးပါဒါမိတ်ဆွေတို့မကြခဏကျွန်တော်ပြောတဲ့အတိုင်းလေးလုပ်ပေးပါပြီးလို့ရှိရင်ဖော်အားသွင်းလို့ရှိရင်ကျွန်တော်တို့ပိတ်ပြီးသွင်းတာပိုကောင်းပါတယ်နော်ပိတ်ပြီးမသွင်းနိုင်အင်တာနက်ကိုပိတ်ပြီးတော့အားသွင်းပါနော်နောက်ခုညအိတ်တဲ့အခါမှာကျွန်တော်တို့ဖုန်းကိုပိတ်အိတ်ပါနောက်တစ်ခုကျွန်တော်တို့ battery ဒီဟာဘောနော်နောက်တစ်ခုကကျွန်တော် bluetooth တို့ location တို့ပွင့်နေလို့ရှိရင်ပိတ်ပိတ်ထားပါနော်နောက်တစ်ခုကျွန်တော်တို့အရေးကြီးဆုံးက charging joe ပေါ့နော် charging joe original charging joe နဲ့ပဲကောင်းပါတယ်တကယ်လို့ original charging joe မရှိရင်ရှာပြီးတော့ပွဲပြီးရတာကိုယ့်ဖုန်းကိုချာရှိသုံးပြရင်လည်းဆိုလို့ရှိရင် original charging joe နဲ့ပဲသုံးပါပေါ့နော်အဲ့အချက်ကလေးတွေကိုမိတ်ဆွေတို့နဲ့လိုက်နာပေါ့နော်လိုက်နာပြီးတော့ဒါ လိုက်ပြီးတော့ဒါလှုပ်ပေးပါเนาะဒါဆိုလို့ရင်ဖုံးပူတာကိုရွှတ်ချရင်မှဖြစ်ပါတယ်ဖုံးမပူတော့ဘူးเนาะဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဖုံးပက်ထီလည်းပဲဒါကျွန်တော်တို့ကြားရှိခံมาဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလောက်ပါခင်ဗျာဗီဒီယိုလေးနည်းနည်းရှင်းသွားတယ်ဆိုလို့ရှိရင်စိတ်ရှိရှိနဲ့နားထောင်ပေးပါဒါမိတ်ဆွေတို့ဖုံးပူတဲ့ဟာကိုကျွန်တော်တို့ရွှတ်ချပြီးတော့ပြောက်အောင်ကျွန်တော်လှုပ်တဲ့နည်းလေးဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe နဲ့ပြီးတော့ comment လေးကိုတီးပေးထားကြပါ မိတ်ဆွေတို့အနေနဲ့လည်းပဲကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့တော့အကျိုးရှိတယ်ဘူးသူရရတယ်ဆိုရင်အခြားခြားသောအများသူငါများမိတ်ဆွေတို့လိုဘူးသူရတွေရအောင်မျှဝေပေးပါနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ